မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါရခင်ဗျာကျွန်တော်တို့ရဲ့ဗာမိတ် recap story channel ကနေပြန်လဲကြိုးဆိုပါတယ်အခုတင်ဆက်ပေးမှာကဒုတ်ပြီးသားပြီးတနက်ပါပြီးတဲ့ထိုင်းကားလေးဖြစ်တဲ့ခွန်ဖန်တူပွဲဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့တဲကောင်းကြီးရဲရရှိခွန်ဖန်ကဘလို့အစွမ်းတတ်တဲ့ရန်သူတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကိုကြည်လိုက်ကြရအောင်ပါအချင်းကဒုတိယကပ္ပစစ်ကြီးပြီးကန်နီးမှာပေါ့ထိုင်းနိုင်ငံဟာစစ်တမ်းတွေနဲ့ခံနေရတာကြောင့်ဂျုံဂျုံကြသွားခဲ့ပါတယ် မျောလင်းချက်မဲ့သွားတဲ့လူတွေဟာလက်နက်ကင်ဓမြတွေဖြစ်ကုန်ကြပြီးတတိတွေကိုဓမြတိုက်တယ်။စင်ရသားတွေကိုပြန်မျှဝေပေးတယ်။သူတို့တွေကိုလူတွေကရှက်နှက်ဝစ်ဓမြတွေလို့ခေါ်ဆိုကြပါတယ်။ဒီချိန်မှာပဲရဲရရှိခွန်ပန်းကိုချိုင်းနဲ့ရဲဌာနကိုပို့ခံလိုက်ရပြီးဓမြအဖွဲ့တစ်ခုကိုဖမ်းဖို့ကြီးတက်သွားကြပါတယ်။သူရဲ့လက်ထောက်ကလည်းဓမြတွေအကြောင်းကိုရှင်းပြနေပြီးခွန်ပန်းကတော့သူ့ရဲ့အဆောင်လေးကိုအာယုံပြုကဗဇက်တဲကိုငုံထားလိုက်ပါတယ်။သူတို့ဓမြတွေနေမြေကိုစတင်ရောက်ရှိနေတာကြောင့်ပါပဲ။ ခွန်ဖန်ကဓမြအဖွဲကိုဖမ်းဖို့အမိန်ပေးခံရတော့တခြားဖွဲကလည်းတီးသွားပြီးခွန်ဖန်ကသူ့ကိုယ်သူအထင်ကြီးနေတာပဲလို့ဆိုကဝဲမကူပဲအချင်းတွေကိုစောင့်ကြည့်နေကြပါတယ်ဒီအချိန်မှာပဲခွန်ဖန်တို့ကိုစပြီးပြစ်ခံထိပါတော့တယ်သူ့ရဲ့တပ်ဖွဲ့တစ်ခုလုံးအတုံးယုံဖြစ်နေချိန်မှာပဲဓမြတွေကညာတန်ပေးပြီးတက်လာကရဲတွေအကုန်တီးသွားပြီးခွန်ဖန်ပဲကြံခဲ့ပါတယ်ဓမြတယောက်ကိုတန်းတန်းနဲ့ပြစ်လိုက်တော့အဖွဲလိုက်ဝိုင်းလာကြပြီးခွန်ဖန်လည်းပြေးနေရင်လက်အုပ်ချီပြီးဂါတာတစ်ခုကိုရွှတ်လိုက်တာနဲ့ သူ့ဖို့ပြည့်နေတဲ့ဓမြတွေရဲ့တနတ်တွေကြောင်းတွေပွဲပြီးကိုကိုကိုပြန်မှန်ကတီကုန်ကြပါတယ်။ကြံတဲ့လူတွေကိုလည်းအနီးကတိုက်ခိုက်လိုက်ပြီးအပြက်ရှင်းပြစ်လိုက်ပါတယ်။နောက်ဆုံးဓမြခေါင်းဆောင်နဲ့တယောက်ချင်းပြစ်ကြရင်ဓမြခေါင်းဆောင်ကတနတ်မှန်သွားပါတယ်။ဒါပေမဲ့အနာကိုတွားကြည့်တဲ့အခါမှာတော့အလောင်းကိုမတွေ့ရပဲတွေးတွေကိုပဲမြင်ရလို့အနောက်ကနေလိုက်ရင်အိမ်တလုံးထဲကိုရောက်သွားပါတယ်။အိမ်ထဲမှာလည်းတွေးတွေပဲမြင်ရပြီးလူကိုမမြင်ရတဲ့အခါမှာတော့ခွန်ပန်းကဂါရာကိုရွတ်ပြီးမျက်လုံးကိုပို့ကြည့်လိုက်မှအလောင်းကိုမြင်လိုက်ရပါတယ်။ ိမ်ထဲမှာလည်းဓမြခေါင်းဆောင်ရဲ့မိသားစုကရှိနေကဓမြတွေတည်သွားပြီဆိုတာကိုသိလိုက်တာနဲ့စောင့်ကြည့်နေတဲ့ရဲရရှိအဖွဲ့လည်းရောက်လာပြီအိမ်ပေါ်ကိုတက်ကဓမြမိသားစုကိုလည်းရှင်းပြပြီးရွှေတွေကိုခွဲယူဖို့ပြင်ကြပါတယ်ဒါကိုခွန်ဖန်တည်သွားပြီးရဲရရှိကိုတားပြီးမဲ့တားလို့မရတဲ့အခါမှာတော့တနတ်စာကြွေးပြစ်လိုက်ပါတယ်ခွန်ဖန်ကရဲရရှိတင်နန်းတက်ခဲ့စဉ်ကသစ္စာဒိတ်တန်ကိုလိုက်နာခဲ့တာပါသူရဲရရှိတက်ခဲ့စဉ်ကဥပဒေနဲ့အမိန့်အတိုင်းလုပ်ရတဲ့အရာရှိတွေဆိုတာဥပဒေရဲ့စည်းမျဉ်းတွေကိုတရားမျှတမှုအတိုင်းလိုက်လို့ရမယ် ဘလို့ပြင်းမှုနဲ့ပဲရင်ဆိုင်ရပါစေအသင်ဖြစ်နေရမယ်လို့သူ့ကိုတင် जा ပေးလိုက်တာကြောင့်ပါပဲအဲဒီနောက်မှာတော့ခွန်ပန်းဟာပိုပြီးအစင်းမြင့်တဲ့မော့အတက်ကိုဆရာတော်တပါးစီကနေနာခံတင်ယူခဲ့ပါတယ်သူ့ကိုတနက်ပြစ်တဲ့အခါမှာတိုးမပေါက်တဲ့အပြင်ရန်သူကိုအာယုံစိုက်ထားရင်လာနေတဲ့ကြီးစံကိုပါမြင်နိုင်တဲ့အထိပါပဲဆရာတော်ကခွန်ပန်းကိုဂါရာတစ်ခုတင်ပေးပြီးတနက်နဲ့ပြစ်ထည့်လိုက်တဲ့အခါမှာတော့ပက်လက်လန်လဲသွားပါတယ် ခွန်ပန်လည်းပြန်ထလာပြီးဆရာတော်ကြီးညွန်ပြတဲ့နီလန်းတွေနဲ့စူးစမ်းတင်ယူလိုက်ကတက်မြောက်သွားခဲ့ပြီးတနက်နဲ့ပြစ်လိုက်ရင်ကိုပြောက်သွားတဲ့အတက်ကိုလည်းတက်မြောက်သွားပါတယ်ဆရာတော်ကြီးကလည်းဒီဆွမ်းအားကိုသုံးပြီးတခြားလူတွေကိုကာကွယ်ပေးပါတကကြီးလို့မိန့်လိုက်ပါတယ်အဲဒီနောက်မှာတော့ခွန်ပန်နဲ့အတူလိုက်လာတဲ့စစ်စင်ကြီးမှာကြာဆုံးသွားကြတဲ့တပ်ဖွဲ့ဝင်တွေရဲ့ဇာပနာမှာတခြားအရာရှိတွေကခွန်ပန်ကမတည်နိုင်ပေမဲ့သူတပည့်တွေကတော့တည်နိုင်တယ်သူရဲ့တပည့်မဖြစ်တာကံကောင်းတယ်လို့အတင်းတုံနေပါသေးတယ် ခွန်ဖန်ကလည်းသူ့ရဲ့တပည့်မိမဖြစ်သူကိုသွားတောင်းပန်လိုက်ပြီးဒါပေမဲ့အမျိုးသမီးဖြစ်သူကတော့တိတ်မကျေနပ်ရှာပါဘူးအဲဒီနောက်မှာတော့ခွန်ဖန်ကိုသမ ्या တွေရဲ့ပစ္စည်းကို ယူဖို့စ조사တဲ့ရဲရရှိကိုပြစ်တတ်မှုနဲ့လက်အောက်ဝန်ထမ်းတွေအများပြားတိဆုံမှုကြောင့်တာဝန်ကနေရက်ဆိုင်ခံလိုက်ရပါတယ်အဲဒီနောက်မှာတော့နမီကြီးနေတဲ့ရှန်နတ်အဖွဲ့ကသူတို့ပြစ်မှတ်တွေစီကိုကားနဲ့လာနေကြကခွန်ဖန်နဲ့ယူသားတဲ့ရဲတကြက်ကြီးတယောက်ကလည်းနမီကြီးနေတဲ့စော့အဖိုင်တို့သမ ्या တွေအကြောင်းကိုပြောနေကြပါတယ် ဒီချိန်မှာပဲရှမ်းနဲ့အဖွဲကလူတွေကဈေးတွေကလူတွေရောသူတို့ရဲ့ပြစ်မှတ်တွေကိုပါအကုန်တိုက်ပြီးပြစ်ပါတော့တယ်။တနတ်တန်ကြားလို့တကြက်ကြီးကသူ့မိန်းမကိုစိုးရင်ပြီးပြေးထွက်မှာပဲ။သူ့ကိုလည်းတနတ်မှန်သွားပါတယ်။ခေါပန်ကလည်းထွက်လာပြီးပြန်ပြစ်တဲ့အခါမှာတော့ဓမြနှစ်ယောက်လည်းတည်ဆုံးသွားပါတယ်။တနတ်တန်ရာတွေနဲ့အတုံယုံဖြစ်နေတဲ့လူတွေကိုကြည့်ပြီးခေါပန်လည်းအာအာတင်သွားပါတယ်။အဲဒီနောက်မှာတော့ရဲရရှိတွေတရင်စာရှင်းလင်းပွဲလုပ်နေကခေါပန်လည်းရောက်သွားပြီးရဲရရှိကတရင်သမားတွေမိတာကိုပြန်မဖြေပဲပြန်ဝင်သွားပါတယ်။ ြန်နဲ့ဓမြအဖွဲကဘာလို့အစ်င့ငယ်ရဲတွေကိုပြင်ပထားတိုက်ခိုက်သွားတာလဲဆိုတာကိုခွန်ဖန်လဲစုံစမ်းပါတော့တယ်။လောင်းတွေကိုစစ်စည်းတဲ့မှုကင်းဆရာဝန်ကအရင်ကစူဖာမတာဝန်ကျခဲ့ဘူးပြီးစော့ဖိုင်ရဲ့တပည့်တွေကိုကူတာပေးခဲ့ဘူးကဒိတ်ကြီးဓမြတွေအားလုံးနှိပါကစော့ဖိုင်ရဲ့လက်အောက်မှာပါပဲ။သူတို့အဖွဲတွေကိုလူသေးတယောက်ဝင်ချင်းရင်စော့ဖိုင်နဲ့စော့ဖိုင်ကအတီးပြုတ်ရပြီးသူတို့အဖွဲဝင်စာအုပ်တွေထဲမှာနမည်နဲ့လက်မှတ်ထိုးထားရပါတယ်။စော့ဖိုင်နဲ့အုပ်ချုပ်ရေးမှုကလည်းပလင်းတူဘူးဆိုတွေပါပဲ။ တော့ပိုင်ကတော့ဂျပန်နေစီကဓမြတိုက်လက်နက်တွေလူတယ်ချမ်းသာတဲ့လူတွေစီကဓမြတိုက်ပြီးစင်ရဲတဲ့လူတွေကိုပြန်ပေးလို့ဒေသခံတွေကရဲတွေအစားဓမြတွေကိုပို့ပြီးယုံကြည်အားကိုးနေကြတယ်လို့ဆိုပါတယ်ဒီလိုနဲ့ခွန်ဖန်ကစူဖန်ကိုတွားပြီးဓမြတွေရဲ့အတွင်းလူဖြစ်အောင်လုပ်ဖို့စူဖန်ဒေသကိုထွက်လာခဲ့ပါတယ်စောအပိုင်ကဂျပန်နေစီကလက်နက်တွေကိုခိုးသွားတာကိုလည်းဂျပန်တွေကလိုက်လာပြီးပြန်ဝိုင်းကဖမ်းခေါ်လိုက်ပြီးဓာတ်စီလောင်းပြီးမိရှို့ပါတော့တယ်စောအပိုင်ကလည်းခေသူမဟုတ်လို့ သူလက်ကကြိုးကိုပြုတ်အောင်ကာထာဆရွက်လိုက်ခါဒီအချိန်မှာပဲခွန်ဖန်ကလည်းကိုပြောက်အစွမ်းကိုသုံးပြီးဝင်ခဲ့ဖို့လုပ်ပါတယ်။စောပိုင်းကလက်ထိပ်ပြုတ်သွားချိန်ခွန်ဖန်ကလည်းဝင်ကူတာကြောင့်ရုံရင်ဆန်ခတ်တွေဖြစ်ပြီးဂျပန်တွေအချင်းချင်းပြစ်ကုန်ကြကစောပိုင်းကလည်းသူ့လက်ထဲကမော်ကြီးစံကိုထုတ်ပြီးကာထာကိုရွတ်ပြီးအပေါ်ကိုထောင်ပြစ်လိုက်တာနဲ့ဘေးကဂျပန်တွေအားလုံးကိုကြီးကဖောက်ထွက်သွားပါတယ်။ဒီအချိန်မှာပဲစောပိုင်းလည်းရောက်လာပြီးလောင်ချာနဲ့ထုတ်ပြီးဂျပန်တွေကိုရှင်းပြပြီးအပိုင်းကိုကယ်ထုတ်သွားပါတယ်။ခွန်ဖန်ကတော့ပုံပြကြံခဲ့ပါတယ်။ အဲ့ဒီနောက်တညမှာတော့ချိုင်းနိုင်ငံကခေါင်းဆောင်နဲ့အရက်တောက်ကြရင်စော်ပိုင်းကပူးပေါင်းဖို့ပြောနေလို့ချိုင်းနိုင်ငံခေါင်းဆောင်ကထပြီးထွက်သွားပါတော့တယ်။တပတ်မှာတော့ဗိုလ်ကြီးအားစဝင်းကအမေရိကန်ကတင်းနှင်းဆင်းလာပြီးအထူးတိုက်ခိုက်ရေးအတွေ့အကြုံလည်းရှိသူလို့ဆိုကာရောက်လာတဲ့အခါမှာတော့ရဲရာရှိကြီးပါတက်ကဓမြတွေမှာမော်အစွမ်းရှိတာမင်းဘလို့လို့ဖမ်းမလဲလို့မေးတော့အားစဝင်းကသူ့ပုံမြင်တွေကိုအယုံကြည်မရှိဘူးလို့ပြန်ပြောပါတယ်။ရဲရာရှိကလည်းအားစဝင်းကိုစူဖမ်းရင်ခေါင်းဆောင်တာဝန်ကိုပေးလိုက်ပါတယ်။ တော့အဖိုင်စီကိုလည်းရဲတွေရောဈေးသူဈေးသားတွေကပြစ်ခဲ့တဲ့သူ့ရဲ့တပည့်တွေရောက်လာတော့မင်းတို့မြစ်တစ်လျှောက်ကဈေးရီတွေမှာသွားဆူတောင်းနဲ့ငါကနောက်ကလိုက်ခဲ့မယ်လို့မှားလိုက်ပါတယ်။သူ့ဖန်နဲ့အုတ်ချိုရီမှုကတော့စကားဆက်ပြောနေပြီ။တော့အဖိုင်ကိုဓမြအလုတ်ကနေစွန့်လို့ပြီးနိုင်ငံကြီးလောကထဲကိုဝင်ဖို့စီးယုံနေပါတယ်။တော့အဖိုင်ကတော့သူပြောတာတွေကိုစိတ်မဝင်စားပါဘူး။တပတ်မှလည်းဆော့အပိုင်းကအုတ်ချိုရင်မှုအိမ်ကိုဝင်စီးပြီးမိဟာစာရွက်စာတမ်းတွေကိုမိရှုဖြစ်ကရွာသားတွေရဲ့ပစ္စည်းကိုတော့ပြန်ပေးဖို့ယူသွားပါတယ သူတို့ပြန်ထွက်มาပဲရဲတွေနဲ့တို့ပြီးအပြန်လန်ပြစ်ခတ်ကြပါတော့တယ်ရဲတွေခံနေရချိန်မှာပဲခွန်ဖန်ကရောက်လာပြီးဝင်းကိုကစတော့ဘိုင်းရဲ့တပည့်ကလည်းမော့တရားမော့ကြီးစံသုံးလိုက်လို့ပြောတော့မမြင်ရရင်ပြစ်လို့မရဘူးกว่าလို့ဆိုပါတယ်သူတို့အနာကိုကတ်သွားတဲ့အခါမှာတော့ခွန်ဖန်ကကိုပြောင်းနေလို့ရှာမတွေ့ပဲပြန်သွားကြပါတယ်စတော့ဘိုင်းကလည်းသူပြောတဲ့အတိုင်းဆူတောင်းနေတဲ့တပည့်တွေကိုမြေထဲကနေလှိနေသွားနေရင်တန်းတန်းနဲ့ပြစ်ရှင်းပလိုက်ပါတယ်ခွန်ဖန်ကလည်းဒေါက်တာကိုဖုံးဆက်ပြီး စော့ပိုင်ရဲ့အဖွဲတဲကိုဝင်ဖို့ဘလို့ဆက်သွယ်ရမလဲဆိုတာကိုမေးတော့ပထမတနည်းကတော့စော့အပိုင်ကိုတွေ့ရမယ်သူကလက်နက်မောင်းကိုရောင်းဝယ်လုတဲ့အချိန်အပြင်ကိုထွက်တတ်တယ်လို့ဆိုပါတယ်နောက်တစ်ယောက်ကတော့ဘူးမလာပါသူမကတော့စူဖန်မှာနမီကြီးစားတောက်ဆိုင်ရွှေပန်းကိုဥစည်းသူဖြစ်ပါတယ်ဒီလုံးနဲ့ခွန်ဖန်လေးအဲ့ဒီစားတောက်ဆိုင်ကိုရောက်သွားကအကုန်လုံးကိုစောင့်ကြည့်နေပြီစားတောက်ဆိုင်ကတရင်ချက်လက်ရောင်းတဲ့နေရာမှာလည်းနမီကြီးပါတယ်ရဲရရှိအာစဝင်းကလည်းရောက်နေကစောင့်ကြည့်နေပြီး ဦးမလာကခွန်ဖန်ကိုလည်းစကားသွားပြောသလိုအာစဝင်းတို့ရှိတဲ့စီကိုလည်းသွားကရှင်တို့ကရဲတွေလို့ပြောလိုက်တော့အံ့ဩသွားကြပြီဘလို့တိကြလဲလို့မေးတော့ဒီလာတဲ့ဖောက်တွေတွေက တောက်ပါတဲ့ဖဏတ်တွေမစီးဘူးလို့ပြောလိုက်ပါတယ်ခွန်ဖန်ရဲ့ဝိုင်းကိုလည်းစော့အပိုင်းကဝင်ထိုင်ပြီးသူ့နောက်ဘာလို့လိုက်နေတာလဲလို့မေးလိုက်ပါတယ်ခွန်ဖန်ကလည်းသူ့ရဲ့နာမည်ပို့လို့ပြောလိုက်ပြီးသူ့ရဲ့မိမကိုရဲတွေပြစ်တက်လို့ရဲစကန်းတစ်ခုလုံးကိုအပြည့်ရှင်းပြီးဝရန်ပြီးဖြစ်နေကစော့အပိုင်းနဲ့စော့အပိုင်းတို့လက်အောက်မှာအမှုထမ်းမှလို့ဆိုပါတယ် ဒီချိန်မှာပဲအာဇဝင်းကရောက်လာပြီးစော်ပိုင်ကိုဖမ်းမယ်လုပ်နေလို့ဘူမလာကဒီဆိုင်ထဲမှာအကုန်လာခွင့်ရှိတယ်ဖမ်းမယ်ဆိုရင်ဝရမ်းပြပါလို့ပြောလိုက်လို့မကြည်မနှက်နဲ့ပြန်သွားကသူ့ကိုလှောင်နေတဲ့လူကိုလည်းပိတ်ကန်သွားပါတယ်အဲဒီနောက်မှာတော့ခွန်ဖန်အိမ်မက်မတ်နေရကနေလန့်နိုးလာတော့သူရဲ့အခန်းထဲကိုစော့အဖိုင်တို့အဖွဲရောက်နေတာကိုမြင်လို့တနက်နဲ့ထိုးချိန်လိုက်ပါတယ်အပိုင်ကမင်းကိုအာမခံပေးလို့ရောက်နေတာလို့ဆိုကမပြောမစုံနဲ့လက်သေးကနှလုံးပြူးနဲ့တဲပြီးပြစ်ထည့်လိုက်ပါတယ်အပြင်းလို့ဂရင်မှာကျိုးသွားပြီမဲ့ ခွန်ပန်းကိုကြည်ပောက်မသွားပါဘူး။တော့ဖိုင်ကလည်းမင်းမအယုဒယခေတ်ကအဆောင်ကောင်းရှိတာပဲလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ခွန်ပန်းကဆော့ဖိုင်အဖွဲထဲကိုရောက်သွားပြီးဓမြတိုက်လေအတူပါဝင်ခဲ့ကတော့ဘိုင်နဲ့ဆော့ဖိုင်တို့နဲ့အတူသွေးသစ္စာတောက်ခဲ့ပြီးသစ္စာဖောက်သူကအသေးဆုံးနဲ့သေးသေးလို့ကျိန်ဆိုခဲ့ကြပါတယ်။ပြီးတာနဲ့သူတို့ရဲ့စာအုပ်ထဲမှာဆော့ဖို့လို့နမီကိုထိုးပြီးလက်မှတ်ထိုးခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ခွန်ပန်းလည်းဆော့ဖိုင်တို့ရဲ့အတွင်းစီးတဲ့ကိုရောက်သွားခဲ့ပြီးအတွင်းကြကြတိလာခဲ့ကာ ဌာနချုပ်ရဲ့လှုပ်ဝက်ချက်ကိုလည်းတီးလိုက်ရပါတယ်။မိဘမဲ့ကလေးတွေကိုလည်းဖိုင်ကစောင့်ရှောက်ထားပြီးစာမတက်တဲ့လူတွေကိုလည်းစာသင်ပေးပါသေးတယ်။တနေ့မှတော့ဖိုင်ကစပယ်ညက်ဆိုင်ကအပြင်မှာတနက်နဲ့ဝိုင်းပြီးပြစ်ခံလိုက်ရပါတယ်။သူကကြည်တော့ပောက်ပြီးမဲ့မတီးနိုင်ပါဘူး။ကြည်တူကိုပစက်တဲကနေပြန်ထုတ်နိုင်တဲ့အစွမ်းရှိပါတယ်။သူပြန်ကောင်းလာတာနဲ့အုတ်ချုပ်ရည်မှုလက်ချက်ဆိုတာကိုသိနေလို့ကလေးစားချေဖို့ပြင်ပါတယ်။အုတ်ချုပ်ရည်မှုထမရုံမဲဆွယ်နေတဲ့နေရာကိုလည်းရောက်သွားတာ အဖိုင်တို့အဖွဲ့ဆောင်ကြည့်နေတော့မှခွန်ပန်းကတနတ်ကိုအရင်ဖောက်လိုက်တာကြောင့်အကုံရုံးရင်းဆန်ခတ်တွေထဖြစ်ပြီးတိုက်ခိုက်နေကြရင်အုတ်ချုပ်ရင်မှုကိုလည်းတနတ်ဖြစ်ကန်လိုက်ရသလိုဖိုင်ကိုတနတ်နဲ့ပြစ်သွားတဲ့လူကိုလည်းဖိုင်ကိုယ်တိုင်ပဲအပြည့်ရှင်းပြစ်လိုက်ပါတယ်။သူတို့ပြေးဖို့လုံနေချိန်မှာပဲအာဆန်ဝင်းတို့ရောက်လာပြီးပြစ်ကြပါတော့တယ်။အာဆန်ဝင်းကအဖိုင်ထွက်လာကိုရှေးကနေတနတ်နဲ့ပြစ်ဖို့ချိန်လိုက်တာနဲ့ဖိုင်ကဂါတာကိုယူပြီးဟိတ်လို့អော်လိုက်တာနဲ့အာဆန်ဝင်းမျက်မှန်ကွဲသွားပြီးလူလည်းလုံမရဖြစ်သွားပါတယ်။ င်ကတနက်ကိုယူပြီးခြေတော့ကိုပြစ်ထဲလိုက်ကခွန်ပန်ကိုလည်းမယုံလို့တနက်ပေးပြီးပြစ်ခိုင်းလိုက်ကခွန်ပန်ကလည်းမငင်းတာပဲယူပြီးပြစ်ထဲလိုက်ပါတယ်ဒါပေမဲ့ပါးကိုပဲပေါက်သွားပြီးအာစဝင်းကဒဏ်ရာနဲ့ရှောက်သွားနေမိရင်ကသူ့ဘော်ကိုပြုတ်ကြပြီးမီးလောင်သွားပါတယ်အပိုင်းကလည်းသူ့အရန်ချေးရတဲ့မိမတစ်ယောက်ရှိပါတယ်မိမဖြစ်သူကသူ့တခုခုဖြစ်သွားရင်ဘလို့လုံမလဲလို့မေးတော့သူ့အရင်ကလည်းအမားတခုလုတ်ခဲ့ပို့ပြီးအခုဒီလိုမျိုးအဖြစ်မခံဘူးလို့ဆိုပါတယ်အဖိုင်ကလည်းကလေးတွေကိုမုံပိုးပေးနေကာ အပိုင်ကိုလည်းသူတို့နေရာကိုရဲတွေချက်ချင်းရောက်လာလို့အဖွဲတွေကသူ့ရှိုးကိုရှာဖို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ခွန်ပန်ကဘုံမလားနဲ့အတူကနေရင်အပိုင်ရဲ့အချောင်းကိုမေးတော့အပိုင်ကဘုံမလားရဲ့ကျေးဇူးရှင်လို့ဖြစ်နေပြီ။သူမငငယ်ကသူ့ကိုကယ်တင်ခဲ့တာလို့ဆိုပါတယ်။ဘုံမလားနဲ့ခွန်ပန်လည်းချစ်ကြိုက်သွားကြပါတယ်။ခွန်ပန်ကရဲရရှိကြီးပါတတ်စီကိုအပိုင်တို့ရဲ့ဌာနချုပ်ရှိတဲ့နေရာကိုပြောပြလိုက်ကအရန်အလွန်ကြုံဖိရမပေးဖို့ကတိတောင်းလိုက်ပါတယ်။ပါတတ်ကလည်းလူစုသမ ्या တွေကိုဖမ်းဆီးတာတက် သူတို့ကိုပြောင်းလဲစေဖို့အခွင့်အရေးပေးတာကရာဇဝတ်မှုကိုရှော့ချရာရောက်တယ်လို့ဆိုပါတယ်။ခွန်ပန်ကလည်းရဲဘုံကျူကြီးရာထူးကိုပြန်ခန့်အပ်လိုက်ပြီးတာဝန်ပေးလိုက်ပါတယ်။အာဇဝင်းကလည်းမတည်သေးပဲမီးလောင်ထားတာရောတနတ်တန်ရာကြောင့်ရုပ်ပြက်ဆင်းပြက်ဖြစ်နေလို့မှန်ကိုကြည့်ပြီးဒေါသထွက်နေပါတယ်။တညမှာတော့အပိုင်းနဲ့ခွန်ပန်တို့စကားပြောကြရင်အပိုင်းရဲ့လက်ကိုထိပ်ပြီးနောက်ကျောင်းကိုခွန်ပန်ကအာယုံခံလိုက်တော့အပိုင်းမှာအရင်မိမ့်မှရှိခဲ့ပိုးပြီးရဲရာရှိတယောက်ကအနိုင်ကျင်းဖို့လုပ်နေကြမှာပဲ။ အပိုင်းကတနတ်နဲ့ပြစ်ထဲလိုက်လို့မိမရောရဲပါတီးဆုံးသွားခဲ့တာပါဒီလိုနဲ့ပဲအဖိုင်ရဲ့အဖွဲတဲကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်စောအဖိုင်ကလည်းရဲရရှိပါတတ်တို့နဲ့အတူဖဲတိုင်ကစားနေပြီအဖိုင်နဲ့ရဲရရှိနှစ်ယောက်နဲ့ကအဆက်အသွယ်အရင်တည်းကရှိနေကြတာဖြစ်ကသူတို့ကပဲအဖိုင်ကိုအသုံးချပြီးခိုင်းစီနေတာပါအဖိုင်ကလည်းသူတနတ်နဲ့အပြစ်ခံရတာခမရရဲ့အမိတ်မပါပဲအဖြစ်နိုင်ဘူးလို့ပါတတ်ကိုပြောလိုက်တော့အရာရှိအစ္စလာကလည်းရှက်နှက်တွေကိုအစိုးရက အတီဖမ်းဖို့ရန်ထုတ်တော့မှမင်းအဖွဲကိုစွန့်လွတ်ပြီးရဲတဲကိုဝင်မယ်ဆိုရင် तू ထောက်ခံပေးမယ်လို့ပြောလာပါတယ်။အဖိုင်ကတော့ဘာမှပြန်မပြောဘဲထပြန်သွားပါတယ်။တပတ်မှလည်းအဖိုင်ရဲ့မိမကိုအာစဝင်းကတစားကန်လှုပ်ထားပြီးအဖိုင်ကိုမျှခေါ်လိုက်ပါတယ်။မိမဖြစ်သူကို မိုင်းတွင်းထဲမှာထားပြီးအာစဝင်းကအကွယ်ကနေစောင့်နေတာပါ။အဖိုင်လည်းမိုင်းတွင်းကိုဝင်လို့မရဖြစ်နေချိန်မှာပဲခွန်ဖန်လည်းရောက်လာကအာစဝင်းကခွန်ဖန်ကိုမင်းဘသူလဲဝန်ခံလိုက်ရင်အဖိုင်ရဲ့မိမကိုလှုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။ အကြက်ကင်နေတဲ့ခါမှတော့ခွန်ပန်းကသူ့ကိုယ်သူရဲလို့ပြောလိုက်ရကခွန်ပန်းကအပိုင်းကိုပြစ်လိုက်လို့လက်မှာတန်းရရသွားပါတယ်။အပိုင်းကလည်းသူ့မိမစီကိုပြေးသွားပေမဲ့အာစဝင်းကတနတ်နဲ့အရင်ပြစ်လိုက်ပြီးထွက်သွားပါတယ်။အပိုင်းနဲ့ခွန်ပန်းကိုသူ့မိမအသူပါပြီးမှမင်းနဲ့ရှင်းမယ်လို့ကြိမ်းွားကထွက်သွားပါတယ်။အပိုင်းကလည်းရဲရရှိပါတဲ့ပြောလိုက်တာတွေကိုစဉ်းစားနေကသူအလင်းဝင်မယ်ဆိုရင်အလဲပိုင်းဒေတာကသူ့တပည့်တွေအပါဝင် လူစုဓမြတွေအကုန်လုံးကိုအပြည့်ရှင်းပြရမှာပဲဖြစ်ပါတယ်။ ဒီတော့အဖိုင်ကစတင်အကောင့်ထဲပေါ်ပါတော့တယ်အဖွဲသားတွေရဲ့နမည်စရင်းစာအုပ်ကလည်းရဲတွေလက်ထဲကိုရောက်နေပြီးပါဒတ်ကအာစဝင်းကိုတာဝန်ပေးလိုက်ပါတယ်ဒီတော့အာစဝင်းကရှက်နဲ့တွေကိုစတင်ရှင်းလင်းပါတယ်ခွန်ပန်းနဲ့အပိုင်လည်းအပြင်းထန်တိုက်ခိုက်နေကြပြီးအပိုင်ကမော်ကြီးစံနဲ့ပြစ်လို့ခွန်ပန်းထီသွားကထပ်ပြစ်ဖို့လုပ်တဲ့အခါမှာတော့ခွန်ပန်းကကိုပြောက်အောင်လုပ်ပြီးဖိုက်ကြပါတယ်ဒီချိန်မှာပဲအပြစ်ခံရတဲ့သူတို့အဖွဲတွေကတယောက်ကရောက်လာပြီးသူတို့ရဲ့နမည်စရင်းတွေပေါက်သွားပြီးအကုန်လုံးကိုလိုက်ရှင်းနေတယ်လို့ပြောနေချိန်မှာပဲ အဖိုင်ကရောက်လာပြီးတနတ်နဲ့ပြစ်တဲ့လိုက်ကအကုန်လဲကြသွားပါတယ်။အဖိုင်ကလည်းအဖိုင်တစ္ဆာပေါက်တာကိုတီသွားကနောက်ကျသွားပြီးခွန်ဖန်ကထပြီးတိုက်ခိုက်ပေမဲ့အဖိုင်ကသူ့ရဲ့အစွမ်းကိုတုံးလိုက်လို့နှစ်ယောက်လုံးလှုပ်မရဖြစ်သွားချိန်တနတ်နဲ့ပြစ်ပြီးထွက်သွားပါတယ်။ခွန်ဖန်ကတော့မတည်နိုင်ပဲအဖိုင်ကိုကယ်သွားကသူ့ရဲ့ဆရာတော်စီကိုတွားပြီးအခုညီတောင်းကမော်အတက်နဲ့ကုစေပါတယ်။တစ်ဖက်မှာလည်းအာစဝင်းကမော်အတက်ကိုနိုင်စီမဲ့နီလန်းနဲ့ပညာကိုလူယူလို့ရမယ်နီလန်းကိုတီးသွားပါတယ်။ အပိုင်တတိယလာတဲ့အခါမှာတော့သူ့ကိုဘာလို့ကဲတာလဲလို့ခွန်ဖန်ကုန်ပြီးတော့အတီတရားကြောင့်လို့ဆိုပါတယ်အပိုင်အညံ့ခံရင်အသက်ချမ်းသာပေးပြီးပြည်ထန်ရော့ပေါ့အောင်သူအမခံပေးမယ်လို့ပြောပေမဲ့အပိုင်ကသူထောင်ထဲမဝင်နိုင်ဘူးဒါပေမဲ့ပြောပြနိုင်တယ်လို့ဆိုကာသူတို့အဖွဲ့ရဲ့အကြောင်းကိုပြောပြပါတယ်ရှမ်းနတ်အဖွဲ့ရဲ့ဒူးစရိုက်လုပ်ငန်းတွေရဲ့နောက်ွယ်ကကြိုးကင်သူကပါဒတ်နဲ့သူ့ရဲ့လက်ထောက်အစ္စလာပါသူတို့ကဆိုးရကုံလောင်ယုံကနေဘိန်းတွေကိုခိုးခိုင်းပြီး မောင်ကိုစည်းနဲ့တင်ရောက်ခိုင်းခဲ့ကရဲစရီအဖွဲ့ကိုလည်းလက်ထိုးပြီးစရင်တွေပြောင်းခိုင်းခဲ့ပါတယ်။ဒါပေမဲ့ရိုးသားတဲ့ရဲစရီတယောက်ကတီးသွားပြီးအထက်ကိုတိုင်လိုက်တဲ့အခါမှာတော့စရီအဖွဲ့ကိုစော့ပိုင်းရဲ့အဖွဲ့ကိုလှုပ်ပြီးနှုတ်ပိတ်ခိုင်းလိုက်တာပါ။သူလှုပ်လိုက်တဲ့လူတွေကလည်းမိုးပြီးစရွေးတွေပဲမဟုတ်ပဲကြီးတဲ့လူတွေအားလုံးကိုပြစ်ဒတ်သွားခဲ့တာပဲဖြစ်ပါတယ်။စော့အပိုင်းကလည်းသူကိုယ်ပိုင်နိုင်ငံရေးရည်ရွယ်ချက်နဲ့ဒီလိုတွေလုပ်နေတာလို့ဆိုပါတယ်။ဒီတော့ဘိန်းတွေရှိတဲ့နေရာကိုမေးလိုက်ကဘုံမလားရဲ့စားတောက်ဆိုင်မှာရှိနေတာဖြစ်ပြီးရဲတွေကလည်းရောက်လာတော့ ဘုံမလာကရဲနှစ်ယောက်ကိုတနတ်နဲ့ပဲစကားပြောလိုက်ပါတယ်။ခွန်ဖန်ကလည်းရောက်လာပြီးဘိန်းတွေကိုတင်းလိုက်ပါတယ်။ဘာဒက်ကလည်းသူတို့ကိုလိုက်မယ်ဆိုတာကိုဘုံမလာကပြောပြလိုက်ပါတယ်။ဘုံမလာကအကုန်လုံးကိုပြောပြလိုက်ပြီးသူတို့ကိုတရားရုံးမှာတတ်သေးဖြစ်လိုက်ပြီးရမယ်။တာမန်ဘဝနဲ့နေကွင်းပြုတ်ရမယ်လို့ခွန်ဖန်ကိုတောင်းဆိုလိုက်ပါတယ်။စောအပိုင်ကလည်းကားနဲ့သွားနေရင်ကလေးတယောက်ကို တိုက်မိလို့စဉ်ကြည့်တဲ့အခါမှာကလေးတွေကဝိုင်းလာပြီးတနတ်နဲ့ပြစ်တာကိုခံလဲရပါတယ်။ဒီချိန်မှာပဲအဆဝင်းကထွက်လာပြီးအဖိုင်ရဲ့ခေါင်းကိုထမီးခြုံပေးပြီးတူနဲ့ထုတ်ပါတော့တယ်။ ပြီးတာနဲ့ပညာကိုစွန့်လွတ်ဖို့ပြောလိုက်တဲ့အခါမှာအဖိုင်လည်းမရတော့တဲ့အဆုံးပညာကိုစွန့်လွတ်ပြီးမန်ချော့လိုက်တော့တီးဆုံးသွားတာအာစဝင်းကလည်းအဖိုင်ရဲ့ပညာကိုရဖို့သူ့ရဲ့အရေးကုံကိုခွာပြီးယူသွားပါတယ်အာစဝင်းကသူ့ကိုမှအဖိုင်ရဲ့အရေးကုံကိုဝေ့လိုက်ပြီးသူဖတ်ထားတဲ့စာအုပ်ထဲကအတိုင်းဂါထာကိုရုပ်စိုလိုက်တာနဲ့အဖိုင်ရဲ့ပညာတွေသူ့စီကိုရောက်သွားပါတယ်ခွန်ဖန်ကလည်းတက်တော့ရရှိအစ္စလာကိုမျှခေါ်လိုက်ပြီးအတူပါလာတဲ့လူတွေကိုအခွေကနေပြီးတနက်ကိုကြိုးချပြီးစတိုက်ပါတယ် ခွန်ပိုင်ရဲ့လက်ချမ်းနဲ့တယောက်ပြီးတယောက်လဲကျနေချိန်မှာပဲအာစဝင်းကယုံကြည်ချက်အပြည့်နဲ့တိုက်ပွဲတွေကိုဝင်လာပါတယ်။ခွန်ပိုင်ရဲ့ကြိုးတနက်ကိုလည်းဆွဲယူပြီးပြန်ပစ်လိုက်တော့ခွန်ပန်ကအပြစ်ခံရပြီးကိုပြောင်သွားပါတယ်။အပိုင်ကလည်းသူ့ရဲ့မော်ကြီးစံကိုတုံးပြီးပြစ်ပါတော့တယ်။အာစဝင်းကလည်းကြည်မတိုးတော့ပါဘူး။ဒီလိုနဲ့အာစဝင်းကိုခွန်ပန်နဲ့အပိုင်တို့နှစ်ယောက်ဝိုင်းပြီးတိုက်ခိုက်ကြရကအာစဝင်းလဲကျနေချိန်မှာပဲခွန်ပန်ကသူ့ရဲ့ဓားကိုယူပြီးပြစ်ဖို့လှုပ်ချိန်မှာအာစဝင်းကအပိုင်သုံးတဲ့နီလန်းကိုတုံးပြီးရက်တက်အောင်ကာထာရုတ်ပြီး ဖိလို့អော်လိုက်တာကြောင့်ရတန်သွားပြီမဲ့កန်ဆိုးခြင်းတော့ခွန်ဖန်ကဓားကိုပြစ်လွှတ်လိုက်လို့လေထဲကိုရောက်နေပါပြီဓားကလည်းမော်ဓားမော်ရှိဆက်တိုးလာပြီအာစဝင်းကိုစိုက်သွားပါတယ်အာစဝင်းကလည်းမတည်နိုင်မဲ့ဓားကိုယူပြီးပြန်ချနေလို့ခွန်ဖန်ရောအပိုင်မှာဓားနဲ့ခုတ်ခံနေရပါတယ်ဘုံမလာကလည်းသူ့ရဲ့ဆိုင်ကအဖွဲတွေကိုခေါ်ထုတ်ရင်ရဲရင်နဲ့ပြစ်ခတ်မှုဖြစ်ကတနတ်မှန်သွားခဲ့ပါတယ်အာစဝင်းကလည်းအဖိုင်ရဲ့အစွမ်းတွေကိုရထားလို့လေဘင်းကိုကျိုးနဲ့ဆွဲတာတော့မတည်နိုင်ဖြစ်နေပြီး ဂျိုးကိုဓာတ်နဲ့ခုတ်ဖြတ်လိုက်တော့မှအောက်ကတန်ကြုံနဲ့ထိုးမိသွားပြီးတီးဆုံးသွားပါတယ်။ဒါကိုမြင်သွားတဲ့အစ္စလာလည်းကြောက်ပြီးထွက်ပြေးသွားပါတယ်။ဒါပေမဲ့ခွန်ပန်ကစည်ရင်းတွေလိမ့်တာကိုအရာရှိဘာဒတ်နဲ့အစ္စတာကိုသွားပြောပေမဲ့ဘာဒတ်ကငါအပိုင်မှန်သိရတဲ့ဘာလို့ထီရဲတာလဲလို့မေးတော့ကျွန်တော်ကရဲမှုပါလို့ပြန်ပြောလိုက်ပါတယ်။ဘာဒတ်ကဌာနချုပ်စီကိုတတ်တည်တွေကိုအပိုးလိုက်တာကံကောင်းတာပေါ့လို့ဆိုကသူ့ရဲ့လက်ထောက်ပေါ်ကိုပုံချလိုက်ပါတယ်။ဒီလိုနဲ့အစ္စလာကိုလာဖမ်းသွားတဲ့အခါမှာတော့ ပါဌကခေါင်းဖန်းကိုပခုံးကိုပုတ်လိုက်ပြီးပြုံးကထွက်သွားပါတယ်။ဘုံမလာတို့ကလည်းရဲတွေကစစ်ဆေးနေပြီးရှက်နဲ့အဖွဲကမှန်တိလို့တားပေမဲ့လက်ထိုးပြီးလွတ်သွားကြပါတယ်။အဲဒီနောက်မှာတော့ခေါင်းဖန်းကသူ့ရဲ့အရှိမဆုံးပါသွားတယ်။တကြက်ကြီးရဲ့အုတ်ဂူကိုတွားရင်အုတ်ဂူမှာသူ့ပိုင်သမျှထားခဲ့တယ်လို့အဖွားကပြောတာကိုသတိရပြီးအုတ်ဂူကိုတူးကြည့်တဲ့အခါမှာတော့ပါဌက်ဘိန်းတွေကိုထုတ်တာကိုတကြက်ကြီးကရိုက်ကူးမိထားတဲ့ဖလင်လေးဖြစ်နေလို့ခေါင်းဖန်းကဌာနချုပ်ကိုပို့လိုက်တဲ့အတွက် ရာရှိပါဒတ်လည်းဖန်ခံထိသွားပါတယ်။ဒီဇလန်းကိုရိုက်ကူးရခြင်းရဲ့အခြေခံအကြောင်းရင်းနဲ့ဒီရုပ်ရှင်ကိုရိုက်ဖို့အကြံရခဲ့တာက အပြင်းမတကယ်ရှိခဲ့တဲ့ခွန်ဖန်းဟာဘရင်ယာမကိုးစီကနေဖျောင်းတိုင်မီးညှိနေတဲ့ပုံကနေပဲဖြစ်ပါတယ်။သူ့ရဲ့ပုံစံကတော်ဝင်တယောက်စီကနေကောင်းချီးလက်ခံနေသလိုမျိုးခံစားရတယ်။တိုင်းပြည်အတွက်ကောင်းတာလုပ်မယ်ဆိုတဲ့သဘောနဲ့တက်ရောက်တယ်။ထိုင်းလူမျိုးတွေအဲ့ဒီဖျောင်းတိုင်ကိုစက်ထွန်းချရမယ်ဆိုတဲ့စာသားနဲ့အတူလက်လန်းလေးပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။ အဆုံးထိလိုက်ပါကြီးစုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချောက်လိုက်ရပါတယ်ခမညာ